ါဆရာကြည့်တော့မြို့ပြလေးယူပေးပါဦးဟုတ်ဟုတ်ကဲ့ပါခင်ဗျာဟုတ်ကျေးဇူးပါကျွန်တော်တော့ပြလာဆရာကြည့်တော့မြို့ပါအန်နီဒေါအောင်ဆန်းစုကြည်ရဲ့86နှစ်မြောက်မှာမူနေမှာအပြာရွှေ့ဆိုရတဲ့အတွက်အားလုံးကိုဝဲစီတင်သူတွေနဲ့အားလုံးကိုလည်းကျေးဇူးတင်ပါတယ်ကျွန်တော်ရွှေ့ရှင်တဲ့ကဗျာလေးကအပြစ်ရှိတယ်လို့ခံစားဖို့အပြစ်ရှိဖို့မလိုဘူးလေစစ်ပွဲတွေဖြစ်ဖို့အကြောင်းပြချက်မလိုတဲ့ကဘာမှာချက်ချင်းပြတာအကြောင်းပြောဖို့ ိုတို့လူဖြစ်ခဲ့ကြတယ်ပန်းသီးဆုံးရင်မုန်းစံနဲ့လုံတဲ့ပန်းအိုးလေးဟာဘုရားရှင်မှာတင့်တယ်တိုင်းလေသုံးသူဟာစပွဲအားပေးခဲ့ဖြစ်ချင်မှာဖြစ်မယ်ဒါပေမဲ့လမ်းမထက်မှာဆူရွှဲနေတဲ့မူးမီကလေးငယ်ရဲ့လက်ထဲကရှူလက်စာကော်ဘူးကငါတို့ရဲ့အကူကောင်းသမားတွေအဖြစ်ခစ်ကလက်ညှိုးညွှန်ပြလိမ့်မယ်စစ်သားတို့ဒါဟာမေတ္တာတရားပါလို့ဘုရားအဆူဆူကဘာသာပေါင်းစုံအကြောင်းဆောင်ပြီးလူတွေစိတ်ခဲကြီးထွားခိုင်းလဲငါတို့ဟာ ကိုအစွဲနဲ့ကိုဝစ်ကိုဖတ်တွေ့ခဲ့ကြတယ်မလားချေစောင်းတဲ့နေရုပ်ရှင်ကားတကားထဲမှာနာဇီတွေတက်လို့တည်သွားခဲ့ရတဲ့ဂျူးတွေကိုကြံရိတ်ခဲ့သူတွေကသူတို့ရဲ့နာမည်တွေအမှတ်သားတွေအဖြစ်ခြေကွဲပွဲရာအချင်းလှုပ်ဆောင်ကြတယ်ကွဲကွာသွားတဲ့ဆွေမျိုးတွေကလည်းဒီတချင်းကိုနားဆင်ပြင်းစကားအဖြစ်ကြားခဲ့ကြတယ်ရှင်သူတွေဟာတေသူတွေကိုမစွန့်လွတ်ခဲ့ကြအောင်ငါတို့ကောင်းကောင်းတင်ပြသွားခဲ့ကြတယ်ငါတို့နားလို့ရပါတယ် ဒီပွဲလေးကသားကောင်လေးရဲ့ခံစားမှုမျိုးမင်းရဲ့ခန်းထဲမှာသတင်းကြည့်ရင် Facebook သုံးရင်မီဒီယာတစ်ခုပေါ်မှာအာယုံဝင်စားရင်ကိုချင်းစာတရားကိုကြားဆန်ထားရင်ငါတို့ဝမ်းနဲ့နာကျင်ပြီးလို့ရပါတယ်ငါတို့ဟာဘဝတစ်လျှောက်လုံးတော်ဝင်ရှင်ကမြစ်တာတရားကိုအတောင့်တဆုံးလိုချင်တက်မဲ့ခဲ့ကြပြီငါတို့ဟာမြစ်တာတရားပေးကမ်းစွန့်ကြဲမှုအ ਨੇ ဆုံးသောတတ္တဝါတွေပဲဘာလို့ယုံရမလဲအစ်ငါတို့ဟာ ဖြစ်ကြီးတစ်ခက်လုံးခေါင်းငုံလာခဲ့ရတယ်လို့ဘေးဘီဝဲရတိတ်မကြည့်တော့တာလို့ဖြစ်ခဲ့တာမျိုးပေါ့ထားခဲ့တော့မယ်မင်းရောငါရောခေါင်းငုံခဲ့ရပြီးပြီပဲခစ်ထဲမှာခေါင်းမော်ရဲအောင်တမီးလေးတွေကိုချစ်ချင်းမြတ်တာနဲ့ပူချင်းစာတရားအကြောင်းခေါင်းခေါင်းတင်ပြီးကြပါဘူးကြေးတော်မျိုးပါခင်ဗျာအပြစ်ရှိရလို့ခံစားဖို့အပြစ်ရှိဖို့မလိုဘူးလေဆိုတာခေါင်းနဲ့စာသားမှာ the sound of the name ကရုပ်ရှင်ခန်းဝင်စကားတစ်ခုဖြစ်ပါတယ်ခင်ဗျာ